မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်သာဝရပြထံတော်ပါမခန္ဓာစိတ်ဝိညာဉ်မစားခြင်းအမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဂျေဇုတော်ကြောင့်ဒီမနက်မှာလဲကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားခင်ပြင်ဆင်ပေးတဲ့အတွက်ယောမဩဝါဒစာခန်းကြီး၄အပိုင်ငယ်9ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်အပြစ်မှလွတ်ခြင်းဒုစရဲ့အပြစ်ကိုဖုံးအုပ်ခြင်းတို့ရောက်တော့သူတို့သည်မင်္ဂလာရှိကြ၏ ဒီနေရာမှာတော့ပြည့်ညတ်တရားဆိုတာကဘယ်တော့မှ အပြစ်လွတ်တာမရှိပါဘူးပြည့်ညတ်တရားဆိုတာကအပြစ်လို့ရင် လုတ်တဲ့အပြစ်ဒဏ်ကိုခံရမှာဖြစ်ပါတယ်အပြစ်မကျူးလွန်မိဖို့ရန်အတွက်ပြည့်ညတ်တရားကပေးထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ပြည့်ညတ်တရားအပြင်အမိပြုတဲ့သူတွေဟာအပြစ်ကနေလွတ်မြောက်စရာအကြောင်းမရှိပါဘူးကျူးလွန်မိတဲ့အပြစ်ရဲ့ဒဏ်ကိုခံစားဖို့ရန်အကြောင်းပဲရှိပါတယ်ဒါပေမဲ့တမန်ကျမ်းစာထဲမှာအံ့ဩစရာကောင်းတာက ြည့်ညတ်တရားရဲ့ပြစ်ဒဏ်ကိုခံရမဲ့လူသားတွေအတွက်အပြစ်ကနေလွတ်ချင်းဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းမင်္ဂလာရှိတယ်ဆိုတာတွေ့ရပါတယ်။ဘုရားသခင်ကအပြစ်ကြောင့်စီရင်ခံရမဲ့လူသားတွေအတွက်ဖြောင့်မတ်ခြင်းရနိုင်မဲ့တရားကိုပေးထားပါတယ်။အဲ့ဒါကယုံကြည်ခြင်းအပြင်သာရနိုင်မဲ့တရားဖြစ်ပြီးတော့ဘုရားသခင်ရဲ့အပြစ်ခွင့်လွှတ်ခြင်းနဲ့ဆိုင်သောတရားလည်းဖြစ်ပါတယ်။သာဝရဘုရားအပြစ်တင်တော်မူခြင်းနဲ့ လွတ်ဖို့ရန်အတွက်ကျွန်တော်တို့ဟာ ပြည့်ညက်တရားအားဖြင့်ကြိုးစားလို့မရပါဘူးကိုဘလောက်ကြင်ကြံနိုင်တယ်ကိုဘလောက်အပြစ်ကင်းစွာ နေနိုင်လဲဆိုတာနဲ့မဆိုင်မဲနဲ့ဘုရားသခင်ကသာလင် လူတယောက်ရဲ့အပြစ်ကင်းခြင်းကိုတတ်မှတ်ပြီးတော့ဖြောင်းမတ်တယ်မဖြောင်းမတ်ဘူးဆိုတာကိုလည်းဘုရားသခင်ကပဲတတ်မှတ်တာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့တွေကကိုကိုကိုဖြောင်းမတ်တယ်လို့ပြောလို့မရပါဘူး ိုကိုကိုဖြောင်းမတ်အောင်လဲကြင့်ကြံလို့မရပါဘူးကျွန်တော်ရဲ့ဖြောင်းမတ်ခြင်းကိုဘုရားသခင်ကပဲပေးတယ်ကျွန်တော်ရဲ့ဖြောင်းမတ်ခြင်းအတွက်ဘုရားသခင်ကပဲဆုံးဖြတ်တယ်အဲ့ဒါကကျွန်တော်တို့ယုံကြည်ခြင်းအပြင်သာရနိုင်တယ်ကျွန်တော်ရဲ့ပြည့်ညက်တရားကြင့်ခြင်းကိုကြင့်တရားကောင်းမွန်ခြင်းနဲ့မဆိုင်ဘူးဒါကြောင့်မလို့ဘုရားသခင်အပြစ်တင်ရင်ကျွန်တော်တို့အပြစ်သားဖြစ်သွားမှာပဲဘုရားသခင်က ခွင့်လွှတ်တယ်ဆိုရင်ကျွန်တော်တို့ဟာမင်္ဂလာသားဖြစ်သွားမှာပဲအဲ့တော့ကျွန်တော်တို့ကလူတယောက်ကို အပြစ်တင်နေပါအောင်တော့အဲ့ဒီလူကိုဘုရားသခင်ကခွင့်လွတ်တယ်ဆိုရင်ကျွန်တော်ဘာမှမတတ်နိုင်ဘူး။ထိုနည်း၎င်းပဲကျွန်တော်ဘလောက်ပဲအပြစ်များများဘုရားသခင်ကကျွန်တော်ရဲ့ယုံကြည်ခြင်းအပြင်ခွင့်လွတ်တယ်လို့ပြောရင်ကျွန်တော်ဟာဖြောင့်မတ်တဲ့သူဖြစ်သွားမှာပဲ။ဒါကြောင့်မလို့ဘုရားသခင်အပြစ်မတင်တဲ့သူကိုကျွန်တော်တို့ကအပြစ်တင်လို့မရသလိုဘုရားသခင်ရဲ့ခွင့်လွတ်ခြင်းကိုခံရတဲ့ကျွန်တော်ကိုလည်းဘယ်သူကမှလာပြီးအပြစ်တင်လို့မရဘူးဆိုတာကို နားလည်ရတယ်။ ဖြောင်းမတ်တယ်မဖြောင်းမတ်ဘူးဆိုတာကိုလူကသတ်မှတ်တာမဟုတ်ဘူးဘုရားသခင်ကသတ်မှတ်တယ်ပြဉ္ညက်တယ်ရအားဖြင့်ဆိုရင်တော့ကျွန်တော်တို့တွေဟာတယောက်နဲ့တယောက်မှာကိုကျင့်တရားတွေမတူတဲ့အပေါ်မှာဘသူကသူတော်ကောင်းဘသူကသူယုံမှာဒီလိုသတ်မှတ်ကြပါတယ်ဒါပေမဲ့လည်းသူတော်ကောင်းဖြစ်ကောင်းဖြစ်နိုင်တယ်သို့တော်ဘုရားရှိမှဖြောင်းမတ်တဲ့သူ ဖြစ်ဖို့ဆိုရင်ဘုရားသတ်မှတ်တဲ့စံချိန်စံညွှန်းမိမှရမှာဖြစ်ပါတယ်ဘုရားသတ်မှတ်တဲ့စံချိန်စံညွှန်းဆိုတာက ယေရှုခရစ်တော်ကိုယုံကြည်ဖို့သာ ဖြစ်တယ်လို့နားလည်ဖို့လိုပါတယ်။ဒါကြောင့်မလို့ဘုရားသခင်ကအာဗြဟံကိုသူ့ရဲ့ယုံကြည်ခြင်းအပေါ်မှာ ဖြောင်းမတ်တယ်လို့သတ်မှတ်ပါတယ်။အရေးပြားလီးတာမလီးတာနဲ့မဆိုင်မဲနဲ့ဘုရားရဲ့သတ်မှတ်ချက်အပေါ်မှာသာလူတယောက်ရဲ့ဖြောင်းမတ်ခြင်းရှိပါတယ်။ချစ်တော်မိဘညီကိုမောင်တို့မတို့ကျွန်တော်ရဲ့ဖြောင်းမတ်ခြင်းကိုဘုရားသခင်ကယုံကြည်ခြင်းအပြင်ပေးပြီးပြီမို့လို့ဘသူကမှ ကျွန်တော်တို့ကိုပြည့်ညက်တရားအပြင် အပြစ်တင်စီရင်လို့မရတော့ဘူးကျွန်တော်တို့ဟာအမျက်ဒေါသနဲ့မဆိုင်ကျွန်တော်တို့ဟာအပြစ်စီရင်ခြင်းနဲ့မဆိုင်ဂတိတော်နဲ့သာဆိုင်သောယုံကြည်ခြင်းတရားကိုလက်ခံထားတဲ့သူတွေဖြစ်ဖို့လိုပါတယ်ဖြာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရုပ်ကိုယေရှုတင်နေဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာကိုဖြောင့်မတ်တော်သူဖြစ်စေဖို့ဘုရားသခင်တတ်မှတ်ကြောင်းသိရတယ်ကျွန်တော်တို့ကိုသူများအပြစ်တင်လို့မရသလိုကျွန်တော်တို့ကလည်းသူတစ်ပါးတွေပေါ်မှာ အပြစ်မမြင်တတ်ဖို့မာစာပါဘုရားသခင် ဖြောင်းမတ်စေပြီးသောသူတွေကိုဖြောင်းမတ်ခြင်းတရားအပြင်သာမြင်တတ်ဖို့မာစာပါဂျေစုတင်တဲ့တနေ့တာလုံးလက်ဝဲအနံ့ပါတယ်ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာကိုတော်ဂျေစုပြုမာစာပါမိအကြောင်းလိုအပ်သမျှမာစာမှုအမျိုးမျိုးကိုလည်းချပေးပါမိအကြောင်းတနေ့တာလုံးကိုလက်ဝဲအနံ့ဆုတောင်းတဲ့အခါသခင်ယေရှုခရစ်တော်နာမ၌ဆုတောင်းအနံ့ပါ၏အာမင်